ုံးမဲမင်္ဂလာပါရှင်။ဆရာမကြီးခင်နီယူရေးသားထားတဲ့ဖေဖေဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းနှစ်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။ဖေဖေအပိုင်းနှစ်သာသနာတော်တက္ကရ1500ပြည့်နှစ်နှစ်အသက်66သာသနာတော်တက္ကရ1500ပြည့်သောနှစ်မှာရန်ကုန်မြို့သူမြို့သားများအတွက် ုသို့လည်းအလွန်ရ၍ကတိကအောက်လည်းနိုင်သောနှင်းဟု၍ဆိုရပေမည်။တဘာရေးလိုင်ဟုတော်တွင်ရှင်သာမဏေ1500ရှင်ပြုပွဲဆင်နွှဲတည်တာမကဗုဒ္ဓဤသာသနာစီပင်ထွန်းတောက်နေသောနှစ်ပေါင်း1500ပြည့်သောထိမ့်မှတ်ပွဲကိုပါအထူးတလဲကျင်းပမည်ဖြစ်ရကနေကလာသောသူများဖြင့်ရန်ကုန်ရှိအိမ်တိုင်းအခန်းတိုင်းတွင် အင်ရှင်ရောဧည့်သည်ရောနှစ်ပန်းလုံးညီကြရသည်ရန်ကုန်မြို့ဆိုသည်ကလည်းအရောင်းဝယ်ဗဟုကြမှု အုပ်စိုးသူများ၏အာဏာဆက်ထုတ်လုပ်ရာနေရာဖြစ်သည်ကလွဲပြီး နေရေးထိုင်ရေးတွင်အိမ်ခန်းလေးတွေက အပိုလိုမရှိမိမိအိမ်သားနှင့်မိမိအတီးကြလိုဖြစ်နေ၍မြမလူနေမှုစနစ်ဤအဓိကဖြစ်သောမြမစေတနာဘလိုပင်ရှိသည်ဆိုစီကမူဧည့်သည်များအတွက် နေမာလိုပြေးလဲစွာနေနေနိုင်အောင်နေရထိုင်ခင်းစီစဉ်ပေးဖို့တွံမလွယ်ပါရန်ကုန်အိမ်ရှင်များသည်ဧည့်သည်များကတိကောက်ဖြစ်နေရသည်ကိုကြည်ပြီးအတော်မျက်နှာပူစရာဖြစ်ခဲ့ရ၏ထို့ချိန်တွင်အစိုးရ၏တိုက်ခန်းဖြစ်သောစုလေဖျားလမ်းရှိတိုက်ခန်းတခန်းတွင်ပင် ကျမတို့မိသားစု နေထိုင်လျက်ရှိသည်၏ချန်နှင့်ဝင်းနှင့်မဟုတ်တော့လဲတိုက်ခန်းမှာအနန်း15ပြီ အလျားပေ90လောက်ရှိသဖြင့်ဧည့်သည်များလာလျှင်25ပေပေ20လောက်ရှိသောဧကန်တစ်ခုလုံးတွင်၄5ရောက်လောက်တူတူကျကျတန်းစီအိပ်ပါကအိတ်နိုင်လောက်ပေသည်ဧည့်သည်နှင့်ပတ်သက်၍အချောင်းတစ်ခုပေါ်လာပါသည်ပွဲတော်ရဲမတိုင်ခင်3ရက်တွင်ကျမယုံမအပြန်အိမ်ဖော်ကလေးမလေးမအေးတင်ကစီးကြွေပြောသည် ဘဘကြီးရဲ့လေဝါခင်မကိုအခုညနေတင်မောနဲ့လိုက်သွားပြီတင်မောထွက်ချိန်ရောက်မှနေမမကိုပြောတဲ့နှုတ်မရင်လိုက်တားနေမှာဆိုလို့တဲ့တားလဲမတားပါဘူးဘာကိစ္စသွားလဲမသိမသိဘူးမမယူရဲ့နှစ်ရက်ပဲကြာမယ်လို့ဆိုတယ်အေးအေးဖေဖေပြန်လာမယ့်ရက်ကြရင်သာဥဆန်ငွေကိုကြိုခိုင်းဖို့မမေ့ကြနဲ့ဥဆန်ငွေဒီအိမ်တွင်မော်တော်ယာဉ်မောင်းပေးနေသူဖြစ်သည် ကျမကဒါလောက်ပဲပြောနိုင်ပါသည်ထိုစဉ်ကကျမတွင်တက်နိုင်သမျှကလေးနှင့်ချစ်ချုပ်စုပြီးဝယ်ထားသည့်ကားလေးရှိနေပေသေးသည်သို့သောနောက်နှစ်ရက်ဖေဖေချင်းဆိုထားသောနေ့တွင် ကားနှင့်သွားကြရမည်ဒရိုင်ဘာဦးဆန်ငွေပင် သူ့နေအိမ်မှကျမတို့တိုက်တော်မရောက်ခင် မနက်အစောကြီးဖေဖေနှင့် ကျမတို့ပါကြီးဖေဖေအကိုဝမ်းခွဲဦးဘိုးညံနှင့် ဇနီးတော်ဖွားခင်တို့ပါလာကြသည်သူတို့သည်ဖွားခင်မှတစ်ဖက်ကန်တော်ကရွာဘက်တွင် နေထိုင်ကြပြီးကြောထောင်လုံးနေသူများဖြစ်ကြ၏ဖျားခန့်အပါဝင်ဧကန်းတွင်နေရာချထားပြီးကော်ဖီနှင့်မုံများပင်ကျွေးပြီးဖြစ်သည်ကျမလည်းမိဖို့ခန်းဘက်မှမျက်နှာတစ်ပြုပြီးဖျားခန့်ဘက်သို့ထွက်လာခဲ့၏ဖျားခန့်ဟူသာဆိုရသည်တီးတန့်ခန့်မဟုတ်ပါ ်အေကန်းခေါ်တိုက်ဤရှေ့ဘက်ပိုင်းအခန်းတမန်သလင်းနှင့်တဆက်သေးပါသည်ဖះရှီကိုပြီးအဘတို့နှင့်စကားပြောရ၏အဘဦးဘုံညာနေကောင်းရလားကျမဖြင့်ဖေဖေသွားတာလည်းမသိလိုက်ဘူးအဘတို့စီသွားတာလည်းမသိဘူးရုံးကပြန်လာမှကလေးမလေးတွေစီးပြောလို့တည်တာအဘဦးဘုံညာသည်ပြောင်းဖူးဖက်စစ်လိတ်ကြီးကိုအားရပါရဖွာနေ၏ သူသည်ဖေဖေလိုခဝဝါပင်ဖြစ်သည်ဖေဖေလိုတော့အသားမဖြူအသားမဲဤသို့သောစကားပြောလျင်မောတန်ပါနေသည်တို့လည်းဘာမှမသိပါဘူးတိသာသနာ1500ပြည့်ပွဲကိုလာကျင်လာတော့အမှန်ပါပဲတနေ့ကညနေတော့မောင်ဘဖြုံးကနေပေါက်လာတယ်သူကဘာပြောလဲဆိုတော့ကိုဘိုးညံနဲ့အကိုဟာဦးနှွေအဖေဦးဆန်ထုံးကိုပြောသည် အသက်66နှစ်မှာတည်တယ်တဲ့ကျွန်တော်ခမ ्या ကိုတွေ့ကြည့်တော့ခမ ्या ဒီနှစ်66နှစ်ပြည့်တဲ့နေ့တဲ့ဒီတော့ခမ ्या လည်းတည်လိုက်မယ်တဲ့ဟုတ်ကြောကျမမဖီဖီကဆွဆွရွရွတော့ပြောခြင်းအတွက်စိတ်ပြတ်အံ့ဩမိပါသည်မသေးခင်ကုသိုလ်ရအောင်ရန်ကုန်ကဖရားရင်ကျွန်တော်လိုက်ဖို့မယ်စုံအောင်လိုက်ဖို့ပြီတော့ဆိုလို့ငားနဲ့ဖွားခင်လဲလိုက်လာတာပဲ ကျမရင်မိပါတော့သည်ခွားလေးဖြစ်သူတော်ဖွားခင်မှာဖြူဖြူပူပူနှင့်ချစ်စရာလေးဖြစ်၏စကားလုံးနေပြီးအမဲပြုံးနေကချစ်စရာကောင်းပြီသည်ဖေဖေကတော့နားမကြတာကလွယ်လို့အလုံးမာတာပဲတခုတောင်းပန်ပြရစီပါပါသူပြောတာတွေကိုစိတ်မထိခိုက်လိုက်ပါနဲ့ဘဘဦးဆန်တို့က66နှစ်ပြည့်လို့ဆုံးတာနဲ့အဘဦးဘုညာလည်း66နှစ်ရောက်ရင် ဆုံးရမယ်ဆိုတာ ပြောရင်ဖေဖေအုံနောက်သည်ဘာရီအခြေခံထားတွက်ချက်ပြီးဘလို့ဆုံးဖြတ်လိုက်မှမသိအဖိုးကြီးလင်မယားဦးနှင်းခွနှင်းဖြစ်လာကြပုံကိုကြည့်ပြီးဦးရဲကအလေးအလေးထလာသည်ကိုထင်ရင်ကြောင်းမန်ရပြန်ပါသည်ကမောက်ကမာရီလျှောက်ပြောနေတာဘဘဖေဖေပြောတာရင်းစိတ်ထဲမှာစွဲမနေနဲ့နော်အမလေးမစွဲပါဘူးဟဲ့သူ့အတွက်သာစိုးရိမ်နာပါ ဒီလိုလမ်းတလားနေရင်တော့ဖြင့်ဒုက္ခပါပဲကျမတို့တော့ဖေဖေကိုမထိန်နိုင်ဘူးဒီအိမ်မှာတော့ဘဘတို့ပြောသလိုနေတောအိမ်လိုတော့မကျေဝန်းဘူးဘဘတို့တွားကျင်လာရှိလဲဥဆောင်ငွေဆိုတာကားမောင်းတဲ့လူရောက်လာလိမ့်မယ်ကျမရုံသွားပြီးရင်ကားပြန်လွတ်လိုက်မယ်တွားကျင်ရသွားကြကျမကိုလည်းရုံမှလာကြို့ဖို့မလိုတော့ဘူးနေရတာတော့တမန်တလင်းမို့အားနာပါရဲ့မလေးတို့တော့ဘာမှမလိုပါဘူးတို့နေတတ်ပါတယ် နေယုံတာနေအေးအေးသွားအဘဦးဘုံညံသည်ကျမတို့စိတ်အေးသွားအောင်ပြောရှာပါ၏ကျမသည်အိမ်ကိုမှားเสียရှိတာမှပြီးရုံးသို့ထွက်သွားပါသည် ရုံးရောက်တော့လဲဥဆန်ငွေကိုပြန်မာလိုက်ဥဆန်ငွေဘဘကြီးဦးဘုံညံတို့သွားကျင်เสียရှိတာ အကုန်လိုက်ပို့လိုက်နော်မယုကိုလည်းလာမကြုံနဲ့တော့မယုဖြစ်တယ်လို့ပြန်လာခဲ့မယ်အကိုကြီးကိုလည်းပြောလိုက်ပူမနေကြနဲ့တော့ ျမကဥဆန်ငွေကိုကားနဲ့ပြန်လွှတ်လိုက်ပါသည်။ကျမရုံစင်းချိန်မှာမမန်။များသောအားဖြင့်နောက်ကျတတ်ပါသည်။ကဘာရေးပွဲတော်မှာစရရဖြစ်၍လူစီကားစားဖြစ်ပါသည်။ဝင်းကြီးကျုပ်တို့ဇနီးမောင်နှံလည်း၅နာရီလောက်ကပင်ကဘာအီးတို့ထွက်ခွာသွားကြ၍ရုံခန်းတွင်ကျမအားလက်သွားပါသည်။ကျမလည်းအိမ်ပြန်ရန်ပြင်ဆင်နေစေ။ကျမ၏ခင်ပွန်းဖြစ်သူနှင့်သမီး မိဦးဆောင်ငွေတို့ကားနဲ့ပေါက်လာကြသည်ဟေးဘယ်နဲ့လဲကျမကိုလာမကြုံနဲ့လို့ဆိုတာဦးဆောင်ငွေလာကြိုတယ်မယူဖြစ်တယ်လို့ပြန်လာမှာပေါ့အဘဦးဘုံညံတို့ဘဲထားခဲ့တယ်ဦးဆောင်ငွေကဘာမှမဖြေဆိုရင်ကိုကြီးကစတင်၍ကဲအလုတ်ပြီးရင်အေးအေးဆေးဆေးသာကားပေါ်တက် တို့များကဘာရေးဘက်ကို ဖြည်းဖြည်းတပတ်မောင်းကြည့်အောင်ခမည်းရဲ့ဖခင်တော်ဖခင်ကြီးက ။ဦးဆောင်ငွေအိမ်ပြန်ရောက်တော့တွေ့တော့မတွေ့ဘူးတဲ့။အဖဦးမညာတို့လည်းမရှိဘူး။ခုထီလည်းပြန်မလာကြသေးဘူးခမ။အကိုကြီးပြောသည့်အတိုင်းကျမသည်ကားပေါ်တက်လိုက်ခဲ့ရသည်။အဖဦးမညာတို့အတွက်စိတ်တထင်ထင်ဖြစ်နေပါသည်။ကဘာအေးရောက်လျင်ကားကိုဝိတာခါတစောင်းနာတွင်ရက်ခဲကြ၏။ခုနှစ်နာရီလောက်တွင်ပြန်ဆောင်မည်ဟုချင်းကဦးဆန်ငွေအားပွဲခင်းကိုကြည်ရန်လွှတ်လိုက်ပါသည် ကျမတို့သားဖသုံးယောက်ဒီလဲဇေရီတော်ဘက်သို့သွားရောက်ဖူးမြော်ကြ၏စိတ်အေးလက်အေးပင်တိမ်ဘက်ကံဘက်များကိုလျှောက်ကြ၏လှံကူကြီးပြင်ဆင်ထားသည်ကိုလည်းအဝေးမှကြည်ကြရင်မိုးချုပ်စ6နာရီခွဲလောက်တွင်မိသားခါဇေရဘက်သို့ပြန်လျှောက်လာကြသည်ဇေရရှိခက်လန်းလန်းတစ်ပင်တစ်ပင်နာအရောက်တွင်မူမိကထား၍အော်ပါသည်မေမေဖေဖေမောင်ဟိုမဟိုမကြည့်ပါဦး တစ်ပင်အောင်မှာမနက်ကလာတဲ့ပပကြီးတို့ကျမတို့နှစ်ယောက်သည်မိညွန်ပြတော်နေရာစီတို့ကြီးလိုက်တော့အခါပါကြီးဥပုညံတို့လင်မယားမှာတစ်ပင်လေးတစ်ပင်အောက်တွင်ငုတ်တုတ်လေးထိုင်နေကြသည်ကိုမြင်ရတော့သည်ဖေဖေကိုတော့မတွေ့မိပါကျမသည်ကမန်းကရက်ပင်သူတို့ရှိရာသို့ပြေးသွားရ၏ပပတို့ဘလို့ဖြစ်တာလဲဖေဖေရောအဘိုးကြီးလင်မယားမှာအတော်နွမ်းနေနေပုံရ၏ ကျမကိုမြင်မှအားတက်သွားပုံရ၏။ရှင်ဘက်ကိုလက်နှင်းဖိကာဘဘကြီးကအတော်ကိုမောပန်းသောအတန်နှင်ပြောပါသည်။အမလီမက်ခင်ယူ၏။66နှစ်ပြည့်လို့မသိနင်းအဖေမောင်ဘတို့ကိုတတ်လို့သိလိမ့်မယ်။မနက်ကနင်းလဲယုံထွက်သွားရောတို့ကိုထမင်းကျွေးပြီးသူ့ကားကိုစောင့်မနေနဲ့တဲ့။ခမည်းတော်ကိုအစုံကျုပ်လိုက်ဖို့မယ်ဆိုပြီးဆွဲခေါ်လာတာပဲ။ဖခင်တွေတော့စုံမရဲ့။ဘတ်စကားတွေကတဖြည်းဖြည်းကျက်လာတော့ တချို့နေရာတွေမှာဂုံးချောင်းလျှောက်လာရတာငါသေတော့မင်းဒီကဘာကြီးရောက်တော့ဖះကုန်းပေါ်အနံလျှောက်အောင်မတဲ့လေမင်းပါသားသွားတော့တို့တော့မလိုက်နိုင်တော့ဘူးဆိုပြီးဒီမှာနေရိတ်ခဲ့ရတော့တယ်မင်းအဖေတော့သွားလေရဲ့ကျမမအတော်စိတ်ထိခိုက်သွားပါသည်ဒါကြောင့်ကျမတိတ်စိတ်ညစ်တာအဖရဲ့သူကသူထင်ရသူဆွတ်လုတာပဲတခြားလူလုံနိုင်လားမလုံနိုင်လားလဲမသိဘူးခုလဲဘဲထွက်သွားလဲမသိဘူး သူဘဲသွားသွားဘဘတို့အအေးဖြော်ရီတစ်ခွက်စီလောက်တော့တောက်ကြပါအောင်ကားနဲ့တစ်ခါတည်းပြန်ပို့မယ်ဘဘမှာပန်းနာရှိသူဖြစ်၍ကျမကပိုတနာဤမတော့ပြရစီနေတော့ကွယ်အိမ်ကိုသာပြန်ပို့ပါတော့သူနဲ့သာဆိုရင်ငါသေးလိမ့်မယ်အတော်ပင်ဒီဦးဆန်ငွေပြန်ရောက်လာ၍ဘာကြီးဥပိုးညံတို့လင်မယားကိုတစ်ခေါက်တက်တက်ပြန်ပို့ခံရ၏ကျမတို့မှာ အဘဦးဘိုးညံတို့နားနေခဲ့ရတဲ့ပင်အောက်တွင်ဖေဖေကိုစောင့်ခေါ်ကနောက်တစ်ခေါက်ကာနင်မှပြန်လာရပါတော့သည် ဖေဖေကတော့ဟန်ပင်မပြတ်ပါဘူးပါကြီးဦးဘိုးညံသည်လည်းဖေဖေပြောတော့အသက်66နှစ်တွင်မတည်ခဲ့တနှစ်ကမှဆုံး၍သွားပါသည်ဦးအချိန်မှန်စူးလေဗျာလန်တိုက်တွင်နေစဉ်ကခြေတစ်ဖက်ဆွဲယုံသာဆွဲနေသေး၍လမ်းကောက်ကောက်ရှောက်နိုင်နေသေးရာ တခါတည်းရန်သူစိတ်ပါလက်ပါရှိသောနေ့တွင်ရေနွေးဘူးတဲ့ကော်ဖီထည့်ပြီးစားစရာတောက်စရာအစုံလေးနှင့်ကြောက်မြောင်းဩဘာလန်းရှိတမီအလက်အိမ်သို့၎င်းရွှေကုံဖီးယားမြောက်ဖက်အာဇာနီကုန်းနာရှိခြံတွင်နေသောတားအကြီးဆုံးဘိုးမိုးတီဟာအိမ်ကို၎င်းကုံချောင်းလျှောက်တတ်ပါသည် ထိုစဉ်ကလေးကဥနုမဝင်းကြီးကျုပ်ယာရုမခဏခဏထွက်ဖို့အကြောင်းစီစဉ်၏ သူစဉ်စဉ်တိုင်းကျမမှလည်းအတွင်ရေအတွင်းဝင်အဖြစ်မှနှုတ်ထွက်ဖို့ပြင်ရ၏။ဒါကြောင့်ပြင်ရသည်နည်းဆိုတော့အဓိကအကြောင်းရင်းမှာဖေဖေပါပင်တီအစိုးရအလုံးမှထွက်ရင်အစိုးရအိမ်ကိုပြန်အရာမီဖေဖေနှင့်ရက်ကွက်တဲ့ရှိအိမ်များကိုငှားနေ၍ဖြစ်မဖြစ်ထိုအချက်မှာအဓိကထား၍စဉ်းစားရသောအချက်ဖြစ်၏။ယခုစူးလေဖျားလမ်းပင် ကလားများကြားတဲ့တွင် နေရ၍ ရက်ကွက်ကိုအာမနာရခြင်းဖြစ်သည်မြမဆို၍ဥလိချစ်ကောက်ပဲတီးနံနှင့်ဒေါ်နုနုတို့အိမ်ထောင်စုတစုသာရှိသည်ဒါတောင် ပြောင်းစားကဝါခင်မမမိတ်ဆွေတယောက်စုလီဖျားဖို့ပြီးဖျားလန့်ပလက်ဖောင်းပေါ်ရှောက်၍ကျမတို့အိမ်ရှိရာဘက်သို့ကူလာရာဖေဖေကတိုက်ပေါ်ကလမ်းမြင်လိုက်ပါသည်ဘလောက်ဝမ်းသာအာရစိတ်နဲ့ဘလောက်အော်ဟစ်ခေါ်လိုက်သည်မသိပါ အင်ခန်နာနေခြင်းကလားများရောလမ်းဘေးကရက်ထားကြသည်မော်တော်ကားများမှဒရိုင်ဘာများပါဓမြတိုက်သည်ထင်ပြီးအိမ်မော်ပြေးတက်လာသောကြောင့်မနေ့အကျိုးအကြောင်းရှင်းလင်းပြောပြ၍တောင်းပန်လိုရတော်သည်တမီးတို့ဖေဖေပြောပုံဆိုပုံနေပုံနဲ့တော့မောင်နှုရာဓုကထွက်ရင်တမီးတို့နေဖို့အိမ်လိုတယ်ရက်ွက်သေးတော့မဖြစ်ပါဘူးလူဝေးဝေးတဏီယာမှာ ။ခြံလေးတစ်ခြံတော့ဝယ်ပါသမီး။ခြံထဲမှာတော့တယ်လီပဲထိုးနေရနေရပေါ့။တော်တော်ကြာဖေဖေအတွက်ဘေးလူတွေစိတ်ဆင်းရဲစရာကြီး။ကျမတို့ဒီဖေဖေပြီးတော့အကြံဉာဏ်အတိုင်းပင်ယခုကိုယ်တလေးရက်ွက်ရှိဧကဝတ်မပြေတပြေလောက်ကို3000ပေး၍ဝယ်ယူထားရပါသည်။မြေဝယ်ပြီးပြန်တော့လေတဒုက္ခဖေဖေဒီသမင်းစားတော့ပြီးလျင် ဓာတ်ဘူးတဲ့လက်ဖက်ရည်အချိုးဖျော်ထက်ပြီးမုံမျိုးစုံထက်ယူသွားကသူစိုက်ချင်သည့်တစ်ပင်မျိုးစုံ မျိုးစိမ်မျိုးစုံနှင့်ထွက်သွားလိုက်သည်မှာမိုးဆုံဆုံချုံမှပြန်လာတော့သည်တခါတည်းံကျမရုံးမှပြန်လာချိန်ထိဖေဖေပြန်မရောက်သေးပေနုနုရေဖေဖေမိုးချုံလိုက်တာကွယ်ကျမပူပင်တော့ကများသူတီပူမနေနဲ့ကားတိုက်ခန်းထိလဲ ဇေယုံကြီးကလာအကြောင်းကြားလိုက်မပေါ့အဲ့ဒီတော့မှလိုက်သွားကြတာပေါ့နူနူကတော့ဘယ်တော့မှစိုးစိတ်သက်သာသောလမ်းကိုကြံဖန်တွေးသူကြီးတနေ့တွင်တော့ကျမတို့အကိုဝမ်းခွဲတော်သူ ကိုချစ်ထွန်းသည်ညနေ6နာရီလောက်သူ့ကားနှင့်ပေါက်လာ၏သူ့ကားထဲတွင်ဖိဖိပါလာသည်ကိုချစ်ထွန်းသည်လည်းကျမတို့ခြံရှိရှိမြေကွက်ကိုဝယ်ထားသူဖြစ်၏သူကအိမ်ပေါ်ရောက်ရောက်ချင်းထိုင်ပင်မထိုင် မယူရဲ့ဦးလေးတယောက်ဒီလိုပဲရှောက်သွားနေတာပဲလားကိုချန်နေကအပြန်ကိုတလေလမ်းမကြီးပေါ်ကားမောင်းလာတော့ဦးလေးကိုလမ်းတော့နားမှာတွေ့လို့ခေါ်လာခဲ့တယ်မောင်စလည်းပြိုးနေပြီကားတိုင်းမိမှပြင်ဒုက္ခပါပဲသူက ကရုဏာတော်တော်နဲ့ကျမကိုပြောပါသည်ကျမကဘာမှပြန်မပြေသေးပဲကိုချစ်ထွန်းကိုထိုင်ဖို့နေရာပေးလိုက်ပြီးတော့ကိုချစ်ထွန်းပြောသည်ကို ဖိဖိအားစာရေးပြလိုက်။သူသည်ကင်းဘက်ရှူဖနက်ဖြူကိုချွေရင်းကျမရေးသောစာကိုဖတ်ကြည့်ကခုနှစ်တန်နှင့်អော်ပါတော့သည်။အောင်မယ်သူ့ကားကိုငါကစီးကျင်လုံးလို့ဝေးပါသည်။ငါ့ကိုလည်းသူကကားပေါ်အတင်းတက်ပါဆိုလို့ခေါ်လို့လည်းတက်ရသည်။နောက်ကိုမခေါ်စေနဲ့။ငါဘာသာလမ်းလျှောက်နိုင်တယ်လို့ပြောလိုက်။သူစကားပြောသောနေရာနဲ့ ်ကိုချစ်ထွန်းထိုင်သောနေရာမှာခန်းစည်းတစ်ခုသာချ၍ကိုချစ်ထွန်းကအားလုံးကြားရပါသည်ကဲကြားပြီလားကိုချစ်ထွန်းရေ သူ့အပေါ်ကျမတို့ကမြင်နေတာက တမျိုးသူ့ကိုယ်သူထင်နေတာကတမျိုးကျမကဆက်လက်ရှင်းပြမှကိုချစ်ထွန်းမှာသဘောပေါက်ရေမောကပြန်သွားပါတော့သည်ဟုတ်ကဲ့ပါရှင်ဆရာမကြီးခင်ကြီးယူရေးသားထားတဲ့ဖေဖေးဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းနှစ်ကိုဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ် အပေးနာစင်သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်